မင်္ဂလာပါရှင်။နိုဝင်ဘာလ16ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ကိန်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမွေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ထော်လာဂျီဘော်ကပြုတ်ကျတဲ့သူကိုဆနဘိန်ကားကတက်ကြိတ်လို့သေဆုံးတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပျော်ဝယ်မြို့နယ်ကပြည်သူတွေကိုအနိုင်ကျင့်တဲ့အုပ်ချုပ်ရေးမှူးတအုပ်ပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းပျော်ဝယ်မြို့နယ်တောင်ချောင်းကျေးရွာဥက္ကဋ္ဌဖြစ်သူကို တော်လိုင်းအဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ14ရက်နေ့ညနေ9:30မိနစ်အချိန်ကတောင်ချောင်းကျေးရွာဥက္ကဋ္ဌဦးတောင်ဝင်းခေါ်ဦးတောင်ဝင်းဆိုသူကိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့နမောက်ကလုံ PDF ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါဦးတောင်ဝင်းခေါ်ဦးတောင်ဝင်းဆိုသူဟာစစ်ကောင်မရှင်နဲ့ပူးပေါင်းကပြည်သူများထံလာစဉ်စက်ကြီးကောက်ခံခြင်းကျေးရွာထဲရှိပြည်သူလူထုအားပေါ်တာဆွဲပေးခြင်းများပြုလုပ်လျက်ရှိတာကို သိရှိရပြီး အပြုလုပ်ရန်အတွက်နှမောက်ဂလုံ PDF ကတတိပေးထားပြီးဖြစ်တော့လဲဆက်လက်ပြုလုပ်နေတဲ့အတွက်အခုလိုပြစ်ခတ်ရှင်းလင်းခံရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ထို့သောပြစ်ခတ်ရှင်းလင်းစဉ်ဥတော်ဝင်ခေါ်ဥသိန်းဝင်းထံကပြည်သူများထံမှကောက်ခံထားတဲ့ငွေ6သိန်း8000ကျပ်နဲ့ဖုန်းတစ်လုံးတို့ကိုတည်တည်ခံပစ္စည်းအဖြစ်သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းမိမိရဲ့ကြေးရွာအတွင်မှာယခုကဲ့သို့မတရားသဖြင့်လှုပ်ဆောင်နေတာကိုတွေ့ရှိပါကား နမဂလုံ PDF ကိုဖြည့်စေအခြားသောဒေါ်လာရင်းအဖွဲ့တွေကို ဖြည့်စေတိုင်ကြားနိုင်တယ်လို့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထလာကြီးဘော်ကပြုတ်ကျတဲ့သူကိုစစ်နှဘိန်ကတက်ကြိတ်လို့တေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တာငူခရိုင်အုပ်တွင်းမြို့မှာစပားအိတ်တွေတဲလာတဲ့ထလာကြီးဘော်ကပြုတ်ကျပြီးစစ်နှဘိန်ကတက်ကြိတ်လို့တောင်သူတအူးတေးဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ15ရက်နေ့ညနေပိုင်းကလယ်ထဲစပားတွေရိတ်သိမ်းပြီး ထော်လာကြီးနဲ့တဲလာကအုတ်တွင်းမြို့မြောက်ဖက်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစိန်တစဉ်73စီဆိုင်အနီးမှာလမ်းအကွေကျော်အရောက်ထော်လာကြီးပေါ်ပါလာတဲ့အမျိုးသားဆန်အိတ်တွေနဲ့အတူရုတ်တရက်ပြုတ်ကြပြီးလမ်းပေါ်ဖြတ်သွားတဲ့စစ်နှဘိန်ကားရဲ့တက်ကြိတ်တာကိုခံခဲ့ရတယ်လို့သိရပါဗျ။ထော်လာကြီးပေါ်မှာဆန်အိတ်တွေတင်ပြီးအပြန်လမ်းပေါ်မှာဆန်နှဘိန်ကားနဲ့တိုက်မိမှဆိုလို့ကားမောင်းတဲ့သူကစီရတိုင်းအတင်းလဲလိုက်တာအဲ့မှာထော်လာကြီးပေါ်လိုက်လာတဲ့သူ၄ယောက်ကဆန်အိတ်တွေနဲ့လမ်းပေါ်ပြုတ်ကြတာ ဲ့အချိန်နောက်ကနေပါလာတဲ့ဆန်နဘိန်ကကဧရဲကတယောက်ကိုတက်ကြိတ်သွားတာလို့ဒေသခံတအူးကပြောပါရယ်ထော်လာကြီးပေါ်ပါလာတဲ့လူလေးယောက်ထဲကတယောက်ကိုသာဆန်နဘိန်ကကတက်ကြိတ်သွားတာလို့သိရပြီးတေဆုံးသူမှာကိုညံလေးအောင်ဖြစ်တယ်လို့သိရပါရယ်ခုချိန်စပားရိတ်ချိန်ဆိုတော့ခုလိုပဲစပားရိတ်ပြီးတဲကြတာပါကားပေါ်မှာ၅ယောက်ပါလာတာဆန်အိတ်တွေပေါ်မှာက၄ယောက်လိုက်လာတာကားလာလို့ထော်လာကြီးမောင်းတဲ့သူကညာဘက်ကိုကြွေးလိုက်တယ်ပြောတယ် အဲ့မှာကားပေါ်ကလူတွေကဟန်ချက်ပြက်ပြီးဆန်အိတ်တွေနဲ့ပြုတ်ကြတာမှာနောက်ကားကကျိတ်သွားတာလို့မျက်မြင်တွေ့သူတဦးကထပ်မံပြောဆိုထားပါဗါတယ်။တေဆုံးသူကိုညံလင်းအောင်ကိုအုတ်တွင်းမျိုးရင်ခုန်တန်းလူမှုကူညီမှုအတင်းကအုတ်တွင်းမျိုးပြည်သူစေယုံကြီးရင်ခွဲယုံကိုပို့ဆောင်ခြင်းဦးနောက်အဖက်များအားရှင်းလင်းမှုများလှုပ်ဆောင်ကူညီပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကို တရားမဝင်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသား၄ဦး အလုတ်ရွှေပြောင်းစဉ်ဖမ်းဆီးခံရတဲ့တဲ့င်းကိုတိဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံကကြနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၄ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းအာဏာပိုင်တွေက တရင်ထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ15ရက်နေ့မနေ့ကကန်ချနာဘူရီခရိုင်မှာထိုင်းရဲတွေကစစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေစဉ်နှခွန်ပတုံမတရားမဝင်မြန်မာရွှေ့ပြောင်းအလုတ်သမား၄ဦးလိုက်ပါလာတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တာလို့သိရပါဗျ။အဆိုပါကားပေါ်ပါမြန်မာနိုင်ငံသား၄ဦးမှာ တရားမဝင်အထောက်အထားစာရက်စာတမ်းမရှိဘူးလို့သိရပြီးကာမောင်သမားမှာ ထိုင်းနိုင်ငံသားဖြစ်ကမြန်မာအလုပ်သမား၄ဦးထံမှာတဦးလည်းရင်ထိုင်းဘက်ငွေ2000ရယူပြီးပို့ဆောင်ပေးတာဖြစ်တယ်လို့သိရပါတယ်တရားမဝင်မြန်မာအလုပ်သမား၄ဦးမှာအမျိုးသားတဦးနဲ့အမျိုးသမီး၃ဦးလို့ဖြစ်ကြပြီးရင်းမောင်းမှာ အသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားမစ္စတာဝီော့ဖြစ်ကမြန်မာရွှေ့ပြောင်းအလုပ်သမား၄ဦးဟာလွန်ခဲ့တဲ့လအနည်းငယ်ကထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာကာ ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန်ပွဲစားကပေးပြီးလုပ်ငန်းဝင်ရှိရာကိုပြောင်းရွှေ့ကြစဉ်ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အတွေ့မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။